ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါမှာတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံအကြောင်းအရာလေးကတော့ဖျက်မှန်ဇလံကိုအခြေခံရေးသားထားတဲ့စာရေးဆရာအေကာဇော်ရဲ့ကြီးအမြူတင်ဆိုတဲ့ဇလံကောင်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင်။မောင်ပြုံးရင်အဲ့ဒီအပင်ပြီးရင်တော့ဖျားငုတ်တွန်နာကအပင်တွေကိုတပင်းစမ်းမအောင်အဘရှိကပြောလိုက်တာကြောင့်ကိုမောင်ပြုံးဟာခေါင်းငိတ်လိုက်တယ်။ထမ်းပင်မှာထောင်ထားတဲ့ရင်းနောက်ခေါ်တဲ့လေကားပေါ်ကဆင်းလာလိုက်ပြီးတော့ခါမှချိတ်ဆွဲထားတဲ့ ထမ်းရည်မျိုးအိုးများကိုဖြုတ်လိုက်ကအဘရွှေဆန်ရှိထမ်းရည်များစုထားတဲ့တန်ပုံကြီးထဲသို့ထွက်လိုက်တယ်။အဘရွှေအဘရွှေရခိုင်တော်ရပြီလားဗျ။အေးမင်းတောက်ချင်ရင်ပြန်တော့တူဆွဲသွားတာပေါ့ကွာ။ဒါနဲ့အခုတော့မင်းတောက်လို့မဖြစ်ဘူးနော်။စိတ်ချပါဗျ။ကျုပ်ကထမ်းတက်ရင်ထမ်းရည်မတောက်တတ်ပါဘူး။ဖျံငုတ်တူဘက်ကထမ်းတော့ကနေထမ်းရည်မကြောက်ဘူးမဟုတ်လား။အဘရွှေကကုန်းဝိုင်းနဲ့ခေါင်းချိန်လိုက်တယ်။အေးကွာထမ်းရည်မကြောက်ပေမဲ့ အပင်လေးနည်းနည်းပင်ချင်လို့ကအဲဘက်ကထန်းတွေကထန်းမှုတွေကဒီနေ့တပုတ်ရဲလောက်တော့ထွက်မဲ့ထင်တာပဲကွာဒါဆိုရင်အပရွှေရဲ့ထန်းတက်ခအပင်ထန်းပင်ကလေတော့နည်းနည်းပူပေးရမယ်နော်နောက်ပြီးဖျားငှုတ်တူဘက်ကလည်းတိတဲ့အတိုင်းပဲမဟုတ်လားအေးပါကွာမြို့ငါသုံးတောင်ပေးပါမယ်ဟုတ်ပြီလားနှစ်ထောင်ခုနှစ်ခန့်ကဖြစ်တာကြောင့်သုံးတောင်ဆိုတဲ့ငွေဟာနည်းတဲ့ပမာဏတော့မဟုတ်ဘူးကိုမောင်ပြုံးလဲငွေလိုနေတာမို့ခေါင်းငိတ်လိုက်တော့တယ်အဲ့နော် ကိုမောင်ပြုံးကခိတ္တအနားယူပြီးတော့ခြံခုတ်ရံအတွက်ဓာတ်ထက်ထက်တလဲကိုခါးကြားထိုးပြီးတော့ပစ္စည်းပစ္စည်းအများယူဆောင်ကဖျားငုတ်တူဘက်ကိုထွက်ခဲ့တော့တယ်။အဘရွှေမှာသူတို့ရွာမှာတော့ထန်းတော်အများဆုံးပိုင်တဲ့အဖိုးကြီးဖြစ်ပါတယ်။သူတို့ထန်းတော်မှာတနေရာတည်းမဟုတ်ဘဲနဲ့သုံးလေးနေရာအထိပိုင်ဆိုင်နေ။ဖျားငုတ်တူဆိုတဲ့နေရာမှာတော့ဘယ်ခေတ်ကလေးကတည်ထားမှမသိတဲ့ဖျားအပြူပြက်တစ်ခုရှိတယ်။အဲ့အနီးမှာတော့ထန်းပင်30ခန့်ပောက်ရောက်နေတယ်။ အလွန်အချောက်လန့်ကျန်းတဲ့နေရာဖြစ်တဲ့အတွက်ရွာကလူတွေကခြေဦးမလှည့်ရဲကြဘူး။ဖျားငုတ်တို့ထန်းတော့ကိုလွန်လင်းတော့တောင်ကြီးကိုရောက်နိုင်ပြီးတဘာဝအတိုင်းပေါက်နေတဲ့တောင်တန်းတစ်ခုရှိတယ်။နေကင်းကြောင်တောင်မင်းချောက်လန့်မှုမျိုးစုံကိုကြုံတွေ့တတ်ကြတယ်။ကိုမောင်ပြုံးကတော့ထန်းတဲ့သမားအတန်းပညာလဲနှစ်တန်းလောက်သာတက်ဖူးတယ်။မြမစာကိုစလုံးပေါင်းရပြီးမဖတ်တတ်ပဲ။ရုပ်ဆော့အစုံသူ့နာမည်ကိုပင်သူမရေးတတ်ပါဘူး။သူမိဘများကလည်းထန်းတဲ့သမားမျိုးရိုးဖြစ်တာမို့ သူလည်းမိဘလင်ကုံလက်ရင်အလုတ်ကန်ကိုဆက်လုပ်ပြီးတော့ထန်တက်သမားတယောက်ဖြစ်ခဲ့ရတယ်။ထန်တက်သမားတယောက်ဖြစ်ဖို့ကလည်းတတိကောင်းဖို့ဇွဲရှိဖို့နဲ့အပင်ပန်းခံနိုင်ဖို့လည်းလိုအပ်ပါတယ်။လွယ်လွယ်နဲ့မဖြစ်ဘူး။မိုးထစ်တမျှမြမလာတဲ့ထမ်းပင်ကြီးကိုတနေ့ကိုအပင်30 40တက်နိုင်မှရတယ်။ထန်တက်သမားအလုတ်ကခက်ခဲပင်ပန်းလို့ရထင်တယ်။သူတို့ရွာမှာတော့ထန်တက်သမားသိမရှိတော့ဘူး။များသောအားဖြင့်တောင်သူလည်းလောက်ကြတယ်။လူငယ်တက်တက်စားများကလည်း ခင်မရဲ့မြို့ကြီးများပေါ်သို့တက်ကာအလုတ်ထွက်လုံကြတယ်။ထန်းတက်သမားမရှိတော့ထန်းလုပ်ငန်းကလည်းတိမ်ကောလာခဲ့တယ်။သူညက်စည်းတွေကြာစင်းသွားကြတဲ့ကထန်းချက်ဖို့တွေထန်းတဲတွေကအလုတ်ရနာကုန်ကြတယ်။အခုလည်းသူတို့ရွာမှာတော့ဥပရွှေရဲ့ထန်းတော်နဲ့ထန်းတဲတစ်ခုလောက်သာကျန်မာတော့တယ်။အပရွှေထန်းတော်မှလည်းထန်းတက်သမားကများများဆဆမရှိလာဘူး။ကိုမောင်ပြုံးတဲ့ပေါင်းမှ၃ယောက်လောက်သာရှိတယ်။ဒါပေမဲ့ကျန်တဲ့ထန်းတက်သမားများကတော့ ကိုမောင်ပြုံးလို့ကျွမ်းကျင်သူများမဟုတ်ကြပါဘူး။ထန်းတက်ရင်လည်းထန်းရည်အရဲ့တောက်ကြပြီးတော့ထန်းသိမ့်မတက်နိုင်ကြဘူး။ထန်းရည်အကြောင်းတွေးမိတာကြောင့်ဖခင်ဖြစ်သူကိုသွားတရိယာမိတယ်။ဖခင်ဖြစ်သူမှာထန်းတက်သမားဖြစ်ပြီးတော့ထန်းရည်အလွန်ကြိုက်တယ်။ထန်းရည်မှာပင်ကြရည်မရှိဘူး။မြို့မှနေထိုင်သူများကထန်းလုပ်ငန်းနဲ့စိမ့်သူများကပင်ကြရည်ဟုထင်တတ်ကြတယ်။အမှန်မှာတော့ထန်းမင်ပေါ်မှာထန်းရည်ခံပြီးကြလာတဲ့ထန်းရည်ဟာထန်းရည်ချို့ဖြစ်တယ်။ ချမ်းရည်ချူမှချမ်းရည်ခါဖြစ်လာစေရန်အတွက်အချင်းဖောက်ရတယ်။ကောင်းကြီးကိုလိုပြီးထောင်းထားတဲ့ကစောဖက်နဲ့ချမ်းရည်ချူကိုအချင်းဖောက်ရတယ်။အဲ့လိုအချင်းဖောက်ပြီးတော့တရက်ခန့်ကြာမှပဲအချင်းပေါက်လာတယ်။အချင်းမပေါက်တပေါက်ဖြစ်နေပြီးချမ်းရည်များအလေမှရေမြုပ်ပလုံစီလေးများဟာစူပွက်လာတဲ့ချမ်းရည်ကိုပဇွန်စိတ်ခုဟုခေါ်ကြတယ်။လုံးဝမခားသေးပေနဲ့အချို့အရသာရှိသေးတယ်။ချို့လဲချို့မူလဲမူချို့ပြင်းကလေးဖြစ်တယ် လုံဝအချင်းပေါက်သွားပြီးတော့အနေထိုင်သွားတဲ့ထန်းရီခါမှာတော့မိုးပြရောင်အပြာလက်လက်ကလေးများဖြစ်သွားတယ်။အဲ့ဒီထန်းရီကိုတော့ငက်ခါတောင်ဟုခေါ်ကြတယ်။အလွန်ခါပြီးတော့အလွန်လဲပြင်းထန်တယ်။ထန်းရီအမြဲတမ်းတောက်နေတဲ့ထန်းရီကျိုးများမှာတော့အဲ့ဒီငက်ခါတောင်ကိုသာနိမ့်နိမ့်ချက်ချိုင်နဲ့တောက်ကြတယ်။သူတို့ဒေသမှာတော့ယောက်ျားလေးများမှာပစွန်စိတ်ခုံလောက်ကိုမတောက်ကြဘူး။ငက်ခါတောင်ကိုသာဆွဆွမဲမဲတောက်ကြတယ်။ကိုမောင်ပြုံးရဲ့ဖခင်ဖြစ်သူက အလွန်ထန်းရီကြိုက်ပြီး ငယ်ခါတော်ကိုတစ်ခါတောက်ရင်တူအိုးနူအိုးကုန်တဲ့အထိတောက်နိုင်တယ်။ငယ်ခါတော်မှာအမှုမခံနိုင်သူများဆိုရင်တော့တပူးနပူးသာထန်ကုန်တောက်နိုင်တယ်။ကိုမောင်ပြုံးရဲ့ဖခင်ကတာသမီများကိုတစ်တက်လုံးထမ်းတက်ပြီးတော့လှုပ်ကြွေးခဲ့တယ်။အဖေကထမ်းတက်တဲ့အခါခါမှာပဲလင်းကလေးတစ်လုံးချီသွားပြီးတော့ငယ်ခါတော်များထက်သွားလေးရှိတယ်။ထမ်းတက်လိုက်ရှင်ကရင်ပလီလီမော့တောက်လိုက်နဲ့သူ့ဟာသူတော့အေးအေးဆေးဆေးအလုပ်လုပ်နေတတ်တယ်။အဖေကိုအသက်နှုတ်သွားသည်မှလဲအခုဖះငုတ်တူကုန်းပဲဖြစ်ပါတယ်။ အဖေကထမ်းရည်တောင်းရင်နဲ့ဖျားဟုတ်တူမှာရှိတဲ့ထမ်းပင်များကိုရှင်းလင်းရတယ်။ထိုဒီကိုထမ်းပင်တီဟုခေါ်ပါတယ်။အဲ့လိုရှင်းလင်းရင်းနဲ့ထမ်းပင်ဘော်ကပြုတ်ကြကအဲ့ထမ်းပင်အောက်မှာပဲပွဲချင်းပြီးတည်ဆုံသွားခဲ့ရတယ်။ညနေထမ်းတော်တို့ပြန်မလာ၍လက်ကြည့်ကြမှာပဲ။တည်ဆုံနေတဲ့အဖေလောင်းကိုတွေ့ကြရတော့တယ်။ကိုမောင်ပြုံလမ်းလျှောက်လာရင်နဲ့နောက်ဆုံးဖျားငုတ်တူတို့ရောက်ရှိလာခဲ့တယ်။ညနေ၃နာရီခန့်မှရှိနေပြီဖြစ်တယ်။ အညာတွင်မှနေပူရှင်ကအလွန်ပြင်းလာတယ်။ဖခင်အပြိုပြက်ကြီးကတော့အုပ်ပုံကြီးတစ်ဖွဲဖြစ်နေပြီးတော့ခြုံပင်များမှတွေ့ကပ်ပေါက်နေလေတယ်။ကိုမောင်ပြုံးကထမ်းပင်တစ်ပင်ကိုတတိထားပြီးတော့ကုတ်ဖက်တက်လိုက်တယ်။ထမ်းရည်မကြတဲ့ထမ်းပင်မျိုးမှာထမ်းတက်သမားများအတွက်ကတော့ဝါးလီကရိုက်ထားလိမ့်မရှိဘူး။ဒါကြောင့်အာယူပြီးတော့ဆွဲထားရသည်ဖြစ်ရာအလွန်ခက်ခဲလာပါတယ်။ထမ်းပင်ဘော်ကိုရောက်တဲ့အခါမှာတော့ထမ်းဖလက်အချောင်းများ ထန်းလက်အကြောင်းများနဲ့ရင့်နေတဲ့ထန်းရွက်များကိုဓာဖြည့်ခုတ်ချရတယ်။သုံးပင်လောက် တက်ပြီးတဲ့အခါမှာတော့ကိုမောင်ပြုံးဟာအလွန်မောပန်းနေပြီဖြစ်တယ်။အပင်အောက်မှာနားနေလိုက်ရင်လည်းအဘတ်ရွှေထန်းမှယူလာတဲ့ရေပလင်းကိုဖြန့်တောက်လိုက်ကအမောဖြစ်နေမိတယ်။အဲ့ဒီအချိန်မှာပဲသူ့နားမှာတောက်ခေါက်တန်တစ်ချက်ကိုကြားလိုက်ရတာကြောင့်ကိုမောင်ပြုံးလှန့်သွားမိတယ်။ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ဘသူမှလည်းရှိမနေဘူး။ကိုမောင်ပြုံးဟာရေတစ်ချက်ကိုငုတ်တက်လိုက်တဲ့အခါမှာတော့ ဒုတိယမြောက်တောက်ခေါက်တန်းကိုကြားလိုက်ရပြန်တယ်။ဘဲကောင်ငါ့ကိုလာဆက်နေရလဲကွ။သူပြောပြလိုက်တဲ့အချိန်မှာပဲသူ့ဘေးဝဲရနေရကနေတတောက်တောက်နဲ့တောက်ခေါက်တန်းများကိုကြားလိုက်ရတယ်။တခြားသူဆိုထွက်ပြေးမှဖြစ်ပေမဲ့ကိုမောင်ပြုံးကတော့အကြောက်လည်းမရှိ။သူဒီထန်တော့ကိုမတက်လို့မဖြစ်ဘူး။သူငွေလိုနေသည်မဟုတ်ပါလား။ချားလက်မှုများကိုစိတ်မဝင်စားနိုင်တော့ပဲနဲ့သူ့ပူများကိုပြန်စင်းစားနေမိတယ်။အဖေသားရှင်ပြုတ်ချင်တယ်။ တားကြီးဖြစ်သူကသူ့အနားကိုလာပြီးတော့ပြောဆိုလေတယ်။တားငယ်ဖြစ်သူကလည်းသူ့ပုံပေါ်သို့လာပြေးထိုင်ပြီးတော့အကိုကြီးရှင်ပြုတ်ရင်တားလည်းရှင်ပြုတ်ကျင်တယ်ဖေ။တားငယ်လေးရဲ့ခေါင်းကိုပုပင်းရင်နဲ့ကိုမောင်ပြုံးဟာစိတ်ထဲမကောင်းဖြစ်နေမိတယ်။မကြမီတဲအနောက်မှာသူ့မိမမဝိုင်းကထွက်လာတယ်။မဝိုင်းရင်မင်းသားတွေပြောတာမင်းကြားရဲ့လားကွ။မဝိုင်းကမျက်နှာကိုမဲ့လျက်ကြားပါတော့ရှင်သားတွေကကြုတ်ကိုနေတိုင်းရှင်ပြုတ်ချင်နေပဲပြောနေတာ သုံးရက်ဆက်တိုက်လောက်ကိုရှိနေပြီဟုတ်တယ်ဖေရဲ့ဖိုးသားတို့ရှင်ပြုတ်လုံကဆိုမင်းနဲ့ကြီးစည်းတာဗျတိတ်မိုက်တာပဲဖေကြီးသားကိုရှင်ပြုတ်ပေးရင်လေမင်းကြီးစည်းမှာတော့ဖေအေးပါသားတို့ရဲ့အဖေကြီးသားတို့ကိုရှင်ပြုတ်ပေးနိုင်အောင်ကြိုးစားပါမယ်မတ်ဝိုင်းကသူ့နားမှာထိုင်ပြီးတော့မနေ့စာအဖြစ်ထမင်းကျန်းနဲ့ပဲကျန်းကျော်စီစဉ်ကိုချပေးလိုက်တယ်ကဲအဲ့ဒါပဲကြည့်တော့ကိုပြုံးရင်ကျုပ်သားလေးတွေက ရှင်သိပ်ပြုတ်ချင်နေကြတာအေးပေါ့လေသူတို့အသက်အရွယ်ရဆိုရင်လေရှင်ပြုတ်သိနေပြီမဟုတ်လားတားနှစ်ယောက်အနဲ့အကြီးကောင်ကတော့အသက်၁၂နှစ်ရှိနေပြီအငယ်ကောင်လေးကတော့အသက်၁၀နှစ်ကျော်ပြီရွာထဲကကလေးတွေရှင်ပြုတ်လာမြင်တော့သူတို့လည်းရှင်ပြုတ်နေချင်ပုံရတယ်ဒါပေမဲ့ကိုမပြုံထန်းတက်လောက်ခလောက်နေတော့ရှင်ပြုတ်နိုင်ဖို့မျောလင်းချက်မရှိဘူးစားဖို့တောက်ဖို့နဲ့တားနှစ်ယောက်ကြောင်းလိုက်ဖို့အတွက်တောင်မှ မနေရုံးကန်ပြီးရှာဖွေနေရတယ် သူတို့တဲကလေးခေါမိုးတွေပေါက်နေတာကိုတောင်မှပြန်မပြေနိုင်ကြသေးဘူးဒီနေ့မိုးကြရင်တော့ကျုပ်တို့တဲမိုးမလုံတော့ဘူးရှင်အေးပါကွာငါအဖရှူကိုပြောပြီးတော့ထန်းရက်တွေယူခဲ့မယ်အားရနေ့ကျတော့ထန်းလက်ဖြတ်ပြီးတော့ခေါမိုးတာပေါ့ကွာကိုမောင်ပြုံးအမောဖြစ်နေရင်မနေ့ကအဖြစ်ပြက်များကိုပြန်တွေးနေမိတယ်အခုတော့ထန်းလက်ရည်ရင်ကြီးတွေမြေပေါ်သို့ကျနေပြီဖြစ်တယ်ထန်းပင်ကကိုမောင်ပြုံးတို့အတွက်တော့စွဲစုံအသုံးကျတဲ့အပင်ဖြစ်နေတယ် ထမ်းရွက်ထမ်းလက်များကိုတဲမိုးအိမ်မိုးအင်ကာကြတယ်။ထမ်းကျောကိုတင်ပြီးတော့ဖြားရီတောင်းနေရဲလုံကြတယ်။ထမ်းဒီခွဲအချက်ကိုထမ်းမုတ်လုပ်တယ်။ဒါအပြင်ထမ်းတို့အချက်ကိုမီးရှို့ပြချပြီးတော့ကလေးများအနာစင်းတွေပေါက်ရင်လဲလိမ်ပီကုသနိုင်သည်မဟုတ်ပါလား။အမောပြေသွားတဲ့အခါကိုမောင်ပြုံးကထမ်းတော်တက်ရင်အပင်ကိုရွေးလိုက်တယ်။အဲ့ဒီအခါညနေနေရအောင်မှာဖျားငုတ်တူအနီမှာထမ်းမင်ကလေးတစ်ပင်ထက်ကနေ ဝင်းကနေလက်ကနေဝင်းလက်သွားတာကိုမြင်လိုက်ရတယ်။ငါ့ကိုတရေချောက်တာများလား။ကိုမောင်ပြုံးကထမ်းမင်ကိုအသေးချာပတ်ကြည့်နေတယ်။အနောက်ဘက်မှာရှိတဲ့ထမ်းလက်များကြားမှာတော့အနီရောင်ကလေးဝင်းလက်နေတယ်။ကိုမောင်ပြုံးကထူးဆန်းသွားတာမို့ထမ်းမင်ကိုတက်ရန်အတွက်ဆုံးဖြတ်လိုက်တယ်။ဘာမှမရှိရင်လေထမ်းရွက်ရွင့်ကြီးတွေကိုအိမ်မိုးဖို့ရတာပေါ့။အရှုံးမရှိပါဘူးလေ။ဒီလိုနဲ့အဲ့ထမ်းမင်ကြီးပေါ်ကိုတက်လာခဲ့တယ်။ ချမ်းမင်ထိန်နာအယောက်မှာတော့တလက်လက်ဖြစ်နေတဲ့အရာကိုရှာကြည့်ရကရှာမတွေ့တော့ဘူးဒီလိုနဲ့စိတ်ဓာတ်ကျပြီးတော့ထန်းလက်များကိုခုတ်ချလိုက်တယ်ခုတ်ချနေရင်လည်းထန်းလက်တစ်ခုအကြမ်းမှာတော့ငှက်တိုက်တစ်ခုကိုတွေ့ရတယ်အဲငှက်တိုက်မှာတော့ငှက်ဥကလေးတစ်လုံးရှိနေတယ်မိုးပြရောင်ငှက်ဥကလေးဖြစ်ပြီးတော့သူ့အနည်းမှာလည်းငှက်ဥခွန်ကလေးများကို တွေ့ရတယ်ဘာအတိုက်များပါလဲအပြောင်ရံဥနဲ့အတိုက်ဆိုတော့ကြီးတိုက်ထင်တယ် ကိုမောင်ပြုံးကအတိတ်ကလေးကိုရှင်းချလိုက်မယ်လို့တွေးပေမဲ့ကြည်ဥကလေးကိုစိတ်ဝင်စားသွားပြီးလမ်းယူကြည့်လိုက်တယ်။မိုးပြာရောင်ကလေးမှာတော့အမဲပြောက်ကလေးများပါတဲ့ဥဖြစ်နေတယ်။သူတို့အရက်မှာတော့မြို့များလို မြို့ကြီးကမရှိဘဲနဲ့အကောင်ထွားရာအမွေးအတောင်မိမ့်မိမ့်နဲ့တော်ကြီးကများသာကျဆတ်တတ်တယ်။တော်ကြီးကများမှာအုပ်ဖွဲ့ရင်မနေဘဲနဲ့အဖိုးမနှကောင်သာနေတတ်တယ်။မြင်မာတဲ့ထမ်းပြင်းများအပေါ်မှာအခုလိုအတိုက်ဆောင်နေထိုင်တတ်ပါတယ်။ ကြည့်ဦးကလေးကိုတေချာကြည့်လိုက်တဲ့အခါမှာတော့တနေရာမှာဥခွန်ကလေးကကွဲနေပြီးအတွင်းကနေအနီရောင်လက်နေတာကိုမြင်တွေ့ရတယ်။ဗဒမြားလိုမျိုးထွင်းပေါက်ကြည့်နေတယ်မဟုတ်ပဲနဲ့ကြောက်စရခဲလို့အနောက်ဖြစ်နေတယ်။ဒါပေမဲ့ရဲရဲနေနေပါတယ်။ဘာများပါလဲ။နေရောင်ထိုးလို့လက်နေတာဒီဟာလေးကလက်နေတာဖြစ်မယ်။ကိုမောင်ပြုံးကဥလေးကိုပုတ်ကြည့်လိုက်ရာဥခွန်ကလေးမှာကွဲကြည့်သွားပြီးတော့သူ့လက်ထဲမှာ ဈေးကင်းလောက်သာရှိမဲ့ဥဥနီကလေးသာကြံနေခဲ့တယ်။ကိုမောင်ပြုံးလဲအဲ့ဥကလေးကိုတေချာကြည့်နေရင်းနဲ့သူတို့ငငယ်ကကြားဘူးခဲ့တဲ့အဖြစ်ပြက်ကိုတတိယသွားတယ်။ကြောက်ပရောင်ကစတိုးဆိုင်ပန်ရှင်ကအရင်ကစီးရတဲ့လူတွေကအခုလိုချမ်းသာတာတရက်တော့ဇရက်ပြက်တစ်ခုကိုရှင်းလင်းနဲ့ငှက်တိုက်ကိုတွေ့တယ်ဆိုပဲအဲ့ငှက်တိုက်ထဲမှာဥမြူတီလေးတစ်ခုတွေ့ရတယ်လေကွာအဲ့ဒါရပြီးနောက်ပိုင်းတော့အခုလိုချမ်းသာသွားတာပဲအမြူတီတွေဆိုတာက ထူးခြားတဲ့စွမ်းအင်ရှိတဲ့ပစ္စည်းတွေပေါ့။များသောအားဖြင့်ကာယတိတ်ထိလာဘတိတ်ထိတွေရှိနေတတ်တယ်ကွ။လူပြိုအရွယ်လောက်တုန်းကလူကြီးသူမတွေပြောတာကြားဘူးတာကြောင့်အခုဥကလေးဟာလဲအမြုတ်တေလေးများလားလို့စိတ်ထဲတွေးနေမိတယ်။ဒါကြောင့်ထမ်းမီဘောကနေအ мян ဆင်းလိုက်ပြီးတော့ဥပရွှေထန်းတော်စီကိုအပြေးပြန်လာခဲ့တယ်။အပရွှေအပရွှေဟေးမောင်ပြုံးအမောတကောနေပါလား မင်းဘာဖြစ်လာလဲကျုပ်ကျုပ်တရေချောက်ခံရလို့ကိုမောင်ပြုံးကအဖရှေကိုအမြုတင်ရလာတဲ့အကြောင်းကိုမပြောဟုဆုံးဖြတ်လိုက်တယ်။သူကြားဘူးတာကအဲ့အမြုတင်များကိုဈေးကောင်ပေးဝယ်တယ်ကိုကြားဘူးတယ်။သူပြောလိုက်ရင်အဖရှေကသူ့စီကနေဈေးကောင်ပေးဝယ်သွားမှာကိုစိုးရိမ်ရွဖြစ်နေပါတယ်။အဖရှေချန်ထားတဲ့ငခါတော်တစ်ခွက်ကိုကောက်မော့လိုက်တယ်။သူတို့ထန်းထဲထဲမှာတော့လူရှင်းနေတယ်။ကိုမောင်ပြုံးလည်းအဖရှေအနားကိုတွူးကပ်လိုက်တယ်။ ဂျာနဲ့အဖရွှေငဲ့အမြူတွေတွေဘာတွေအကြောင်းအဖရွှေကြားဘူးလားအဖရွှေကသူ့သွားမှကတ်နေတဲ့ကူးမဲ့များကို သွားကြားထိုးတယ်နဲ့ထိုးနေတယ်ကြားဘူးတယ်ကွအမြူတွေတွေကတိတ်ဆွမ်းနေဆိုပဲဟုတ်လားဘလို့ဆွမ်းတာလဲများသောအားဖြင့်မိကွင်းနေဘေးရန်ကင်းနေစီးပွားတက်စီတာလည်းရှိရတယ်ကွငါလည်းကိုယ်တိုင်မကြုံဘူးတော့မသိပါဘူးကွဘာလဲမောက်ပြုံးမင်းကအမြူတွေတွေတွေ့နေလို့လားတွေ့ရင်လည်းငါ့ကိုရောင်းစမ်းပါကွဟဟ မမတွေ့ပါဘူးဗျာကျုပ်ကျုပ်ပြန်တော့မယ်အဘရွှေက သူ့ကိုထန်တဲ့ခါတာရှင်းပေးလိုက်တယ်ကိုမောင်ပြုံးလဲအင်ကိုပြန်ရင်သာစိတ်ဆောနေတာမို့ငယ်ခါတော့ထန်းရင်များပင်ယူဖို့မိခဲ့လေတော့တယ်မိမရေမဝိုင်းလာပါအောင်ကွာဘာဖြစ်လို့တုံးတော့ကျုပ်ဒီမှာထမင်းချက်နေတာလာဆိုလာစမ်းပါကွာမဝိုင်းကထမင်းအုပ်မူနေတဲ့ရောင်မကြီးကိုကန်ကအိမ်ရှိကိုထွက်လာခဲ့တယ်မင်းသားတွေရော ရွာရဲသွားဆော့နေတာနေမှာပေါ့။ကျုပ်ကဘာလို့ခေါ်ရလဲ။ကိုမောင်ပြုံးကသူ့အင်ကြီးအိတ်ကတ်ထဲကနေဂျီအမြူတီနီနီရဲလေးကိုထုတ်ပြလိုက်တယ်။မှတ်ဝိုင်းကထူးဆန်းတဲ့ပုံနဲ့ကိုမောင်ပြုံးကိုကြည့်လိုက်တယ်။ဟော။အဲ့ဒီကြောက်စီကအနီးလေးကဘာလို့ဖို့လဲရှင်။ဟာ။ကြောက်စီမဟုတ်ပါဘူးကွာ။ဒါအမြူတီပဲ။ဂျီအမြူတီမဝိုင်းမျက်လုံးပြူးသွားလေတယ်။အဲအမြူတီဆိုရင်ဈေးကောင်းရတယ်တော့။ဟိုတနေ့ကမောင်းလုံးတွန်းလိုက်သွားရင် ကျောမြူတီရလာလို့ရောင်းလိုက်တာတင်းချီရတယ်တော့အေးကွာဒါလဲငါတို့နဲ့ထိုက်တန်လို့ရတာနေမှာဘာပဲဖြစ်ဖြစ်တော့ကျုပ်တို့အဲ့အားလေးကိုရောင်းလိုက်ရအောင်တသိန်းလုံးရရင်နေသလားရှင်မဝိုင်းကရောင်းချချင်တော့လဲကိုမောင်ပြုံးကမရောင်းချင်းပဲမရောင်းနိုင်ဘူးကွာဒီပစ္စည်းလေးကလူတိုင်းရတာမဟုတ်ဘူးငါတို့နဲ့ထိုက်လို့ရတာကွာရှင်အတွေးမခံပါနဲ့ကိုမောင်ပြုံးဒီဟာကြီးကင်ထားပြီးတော့ဘာမှဖြစ်လာမှာမဟုတ်ဘူး ကျုပ်တို့ရောင်းပြီးတော့ငွေလေးရလိုက်အင်္ဂလိပ်ပြန်ဆောင်မယ်ရှင်သားတွေကိုလည်းရှင်ပြုတ်ပြီးတော့အလူပေးလို့ရပြီလေရှင်ပြုတ်လို့ရပြီဟုတ်လားဂျီမြူတီလေးကိုကင်ပြီးတော့ကိုမောင်ပြုံးဟာတူဝင်နေမိတယ်ကျုံနောက်နေ့ကျရင်တော့ညောင်ဥပဲ့သွားပြီးတော့ရောင်းလို့ရမယ့်နေရာကိုစုံစမ်းကြည့်မယ်ရောင်းလိုက်စမ်းမတော့အဲ့အရာကိုကျုပ်တို့လည်းအတုံးချတတ်တာမှမဟုတ်တာတော်စမ်းမဝင်ငါမရောင်းနိုင်ဘူးကွာရှင်ကပြောလေစူးလေပါလား ရှင်သားတွေကိုရှင်မပြုတ်ပေးချင်ဘူးလားအဲ့မင်းကကကိုမောင်ပြုံးကိုပို့ပြီးတော့တွိခဖြစ်စေပါတယ်နေစမ်းပါအောင်ကွာငါတို့အရင်ဆုံးစမ်းကြည့်ကြရအောင်ကိုမောင်ပြုံးကခွန်းစာလေးကိုယူပြီးတော့ထမင်းစားပကံထဲမှာခင်းလိုက်တယ်အဲ့နောက်ပကံအလယ်မှာအဲ့မြူတီလေးကိုထည့်လိုက်ပြီးတော့မီးစတစားနဲ့ခွန်းစာများကိုတွတ်ကြည့်လိုက်တယ်အလိုမီးဆွဲလောင်လွဲတဲ့ခွန်းများမှာ မီးလုံးဝမလောင်တာကိုလင်မယားနှစ်ယောက်မြေဝါးထီတွေမြင်တွေ့လိုက်ရတယ် ိုးတော်ပါပြီကျောက်ထမင်းဦးမောင်ဝိုင်းကထမင်းဦးချက်ရံအတွက်အနောက်ကိုပြန်ပြေးဝင်သွားတယ်ညရောက်တဲ့အခါမှာတော့သူတို့လင်မယားဟာရံမွဲဖြစ်ပွားလာတယ်ကလေးနှစ်ယောက်ကအိမ်မောကြနေပြီဆိုပေမဲ့သူတို့နှစ်ယောက်ကတော့ချင်းတော်ထဲမှာရံဖြစ်နေကြတယ်ရောင်းလိုက် စမ်းမတော့မရောင်းနိုင်ဘူးကမရောင်းနိုင်ဘူးမီးကွင်းနာလောက်နဲ့တော့တွတ်တွတ်အိမ်ကမီးလောင်မှမမဟုတ်တာ မီးလောင်လဲတော့ထန်းလက်မူထန်းလက်ကပဲဘာမှဆုံးရှုံးသွားတာမှမဟုတ်တာ ကိုမောင်ပြုံးတယောက်ပေပန်းမိအိတ်ဆက်လိုက်ပေမဲ့သူတို့လင်မယားရံမွဲကပြီးဆုံးမသွားဘူး။နောက်ရက်တော့ကိုမောင်ပြုံးဟာထန်းတက်နေတော့မှပဲ။မဝိုင်းကညောင်ဦးစည်းတို့တက်ပြီးအမြုပ်တီရောင်းချရန်စုံစမ်းလေတယ်။ကိုမောင်ပြုံးလည်းမဝိုင်းကိုမယုံတော့တာကြောင့်အမြုပ်တီကိုကိုနဲ့မကွာတဲသွားလေရော်တယ်။အဲ့ဒီကဥပရှူတို့ထန်းထဲထဲမှာတော့သူကူညီလောက်ကင်ပေးရတယ်။ထန်းရဲ့အချင်းဖောက်ဖို့လောက်ကင်နေစင်မှာပဲ။ထန်းတော်ထဲကိုလူများဝင်လာလေတယ်။ညီလေး အကိုတို့ထညက်ဝယ်ခြင်းလို့လူသစ်များဖြစ်တာကြောင့်ကိုမောင်ပြောမမိဘူးထိုလူများကဥပရှိထန်တော်မှထန်လက်များကိုဈေးကောင်းပေးဝယ်သွားတယ်ထန်တဲ့ထဲမှာတော့သူနဲ့ဥပရှိသာရှိတာမို့ကိုမောင်ပြုံးလဲကူညီပြီးတော့ချင်းတွဲပေးရထက်ပေးရတယ်အဲ့လူတွေထွက်သွားပြီးတဲ့အခါမှာတော့ထန်ရွယ်လာတဲ့သူများရောက်လာတယ်သူတို့ရွာမှာလူများမဟုတ်ဘဲနဲ့ခီးသွားဟန်လဲဝင်ဝင်သူများဖြစ်နေတယ်အချိန်ခဏအတွင်းမှာပဲထန်ရွယ်တဲ့သူများ ထညက်ဝဲတဲ့သူများကတဖွဲဖွဲရောက်လာရာအမြဲတမ်းတဲမှထိုင်ပြီးအိတ်ငိုက်နေရတဲ့ဥပရွှေပင်အလွန်ထူးဆန်းနေမိတယ်။ထူးဆန်းနေကွာမောင်ပြုံးရ။ဒီနေ့တော့ဈေးဝယ်တော်တော်များပါလား။ကိုမောင်ပြုံးကဥပရွှေပြောတာကိုပဲမကြားတော့ဘူး။သူ့ကောင်းထဲမှာအတွေ့တစ်ခုဝင်နေတယ်။ဒါငါ့ရဲ့အမြူတီလေးများကြောင့်လား။အဲ့နောက်သူ့အိတ်ကထဲမှာရှိတဲ့အမြူတီလေးကိုစမ်းကြည့်လိုက်မိတယ်။ပြန်လာတဲ့အခါမှာတော့မောင်ပိုင်းကသူ့ကိုစည်းကြုံနေပြီး သူကြိုက်တက်တဲ့ကြက်သားဟင်းများကိုချက်ပြုတ်ထားတယ်။သူထမင်းစားဖို့လို့တော့မဝိုင်းကသူ့နားကတ်လာတယ်။ကျုပ်ညောင်ဦးစီးထဲသွားပြီးတော့ဘဘူးဆိုင်ကဆရာကြီးနဲ့အကုန်တိတိဆိုင်ဆိုင်လှုပ်ပြီးသွားပြီရှင်။သူတို့မနဲ့ဖြင်လာလိုက်မယ်။ပစ္စည်းကြိုက်ရင်သုံးသိန်းပေးမယ်တော်မဝိုင်းအတန်ကပြုံးပျော်ရွှင်နေပေမဲ့ကိုမောင်ပြုံးကဒေါသထွက်သွားတယ်။ဟဲ့မိဝိုင်းငါနေ့ကိုဒီအမျိုးတရောင်းမယ်လို့ပြောဘူးလို့လား။ရှင်တိတ်ပြီးစိတ်ကူးရင်မနေနဲ့။ဝဲတဲ့သူရှိတော့ရောင်းရတာ။ ရှင်ဒီတသက်သုံးသိန်းရှာဘူးလို့လားတော်ဆန်းကွာမင်းဒီအကြောင်းတွေဆက်ပြောမနေနဲ့ငါလုံးဝမရအောင်မရအောင်လို့မရဘူးရှင်အကုန်တိတိဆိုင်ဆိုင်ပြောပြပြီသူတို့ကတခြားသူစီမရောက်မှနဲ့ဆိုပြီးတော့ဇယံ9000တောင်ချလိုက်သေးတယ်ရှင်ဘာကွာမင်းတော်တော်လူနေပြီးတော့မေ့ဝိုင်းဘာဖြစ်လဲမနေ့ပြန်သူတို့လာလိမ့်မယ်ကုမောင်ပြုံးရှင်ရောင်းလိုက်စမ်းပါမဟုတ်ရင်မျက်နှာပြည့်စရာတွေဖြစ်ကုန်မယ်မရောင်းဘူးဟဲ့ဒီလူတွေနဲ့လည်းငါမသိဘူး ငါလုံးဝမရအောင်အဲ့ညာတော့သူတို့လင်မယားအဲ့ရခွဲအိတ်ကြတယ်ကိုမောင်ပြုံးကအေရှိခမ်းမာတာကိုွေးကွေးကလေးအိတ်နေတယ်ညတကောင်လောက်အရောက်မှာတော့မဝိုင်းတယောက်အိတ်နေရာမှာတူတူကလေးထက်ကကိုမောင်ပြုံးအနီးကိုတူးကပ်လာတယ်အဲ့နောက်ကိုမောင်ပြုံးအိတ်ကများကိုအသားကလေးနှိုက်ပြီးတော့ရှာနေတယ်မင်းပါရှာရလဲမိဝိုင်းကျုပ်ကအမြူတီလေးပေးစမ်းပါမင်းကိုမပေးနိုင်ဘူးလို့ပြောနေတယ်မဟုတ်လားကိုမောင်ပြုံးဒေါသထွက်ထွက်နဲ့ မဝိုင်းမျက်နှာကိုလက်သေးများနဲ့ထိုးထက်လိုက်တယ်။မဝိုင်းတယောက်အော်ခစ်လျာခလေးများလက်နှိုးကုန်ကြတယ်။တော်ပါတော့ဖေးကြီးရဲ့အမေကိုမလုပ်ပါနဲ့တော့။တာကြီးကတာမြင့်တော်မှကိုမောင်ပြုံးဟာအသိစိတ်ပြောင်းဝင်လာခဲ့တယ်။မိဝိုင်းကခလေးများကိုဖယ်ထားရင်းနဲ့ကိုမောင်ပြုံးရှင်နဲ့ကြောက်မနေဘူး။ရှင့်လိုအတုံးမကြတဲ့လူနဲ့ဆက်မပေါင်းနိုင်တော့ဘူး။ရှင်နဲ့ကျမနဲ့ကြွမယ်။မနေ့မိုးမတောက်ခင်မှာပဲမိဝိုင်းတယောက် ကလေးနှစ်ယောက်လည်းဆွဲပြီးတော့အိမ်မဆင်းသွားတယ်။မိဘိုင်းတို့ရွာကညာဦးအနီးမှာရှိတာမို့သူတို့ရွာတို့ပြန်သွားချင်းဖြစ်မယ်။မိဘိုင်းမရှိတော့သူတို့ထန်းလက်တဲကလေးမှာကိုမောင်ပြုံးတယောက်သာကြံနေခဲ့တယ်။သူတယောက်တည်းတဲရှိမှာထိုင်ပြီးတော့ငိုယူနေမိတယ်။ဒီလိုနဲ့မဝိုင်းနဲ့ကိုမောင်ပြုံးတို့ကွဲသွားကြတယ်။ကိုမောင်ပြုံးကလည်းသူ့ယုံကြည်ချက်ကိုမရောတလို့မဝိုင်းကလည်းကိုမောင်ပြုံးကိုနားမလည်နိုင်တာကြောင့်ကွဲသွားခြင်းပဲဖြစ်တယ်။မဝိုင်းတို့အမေနဲ့မောင်နှမများကတော့ ကိုမောင်ပြုံးကိုလာပြီးတော့ရန်တွေ့ကြပါသေးတယ်။အခုတော့ကိုမောင်ပြုံးတယောက်ထဲသာကြံနေခဲ့တော့တယ်။ကလေးနှစ်ယောက်မှလည်းမိဝိုင်းနဲ့ပါသွားပြီဖြစ်တယ်။ငါဘာလုပ်ရမလဲ။ငါဘာဆက်လုပ်ရမလဲအမြူတင်းလေး။နောက်တစ်နေ့မှာတော့ကိုမောင်ပြုံးက ဥပရွှေထန်းထဲစီကိုလာခဲ့တယ်။ဥပရွှေကျုပ်ကိုထန်းတော်တော်လောက်ရောင်းစင်းပါဗျာ။အောင်မဲမောင်ပြုံးမင်းကငါ့စီကထန်းတော်ဝယ်ပြီးဘာလုပ်ချင်လို့လဲ။လုံဆင်းပါဗျာအချင်းချင်းနေပဲ။ ကျုပ်ကိုရောင်းစမ်းပါထန်းတော့တွေကပေါ်ပြီးထန်းတက်မဲ့သူကလည်းမရှိ အလုတ်ကလည်းမဖြစ်တာမို့နောက်ဆုံးဥပရွှေကကိုမောင်ပြုံးကိုထမ်းပင်၂၀ပါတဲ့ထန်းတော့တစ်ခုကိုအကျွေးနဲ့ရောင်းလိုက်လျော်တယ်ကိုမောင်ပြုံးကထန်းတက်ပြီးတော့ထန်းရည်စိတ်ကြိုက်ဖောက်ပြီးတဲ့နောက်ကြောက်ပန်းသူတက်ကဝဲလက်လျှောက်ဖွေလျာဝဲလက်တွေ့ပြီးတော့အလုတ်တက်သွားကြတယ်တနည်းလောက်ကြာတဲ့အခါမှာတော့ကိုမောင်ပြုံးထန်းတော့ကတော်တော်နဲ့အလုတ်ဖြစ်နေပြီဖြစ်ပါတယ်ထန်းရည်တွေမကပဲ ထန်းခောက်ပါလုပ်ငန်းထန်းနဲ့လက်မှုလုပ်ငန်းများလုပ်ကံပြီးတော့ရောင်းချရမှာတော့အယောင်းတက်လာလေတယ်။အထူးသဖြင့်ထန်းရက်ထက်ဖို့အတွက်ထန်းရက်အစိတ်သားဝင်တဲ့ထန်းခောက်ပါလေးများလုပ်ပြီးတော့ထန်းရက်ထက်ကရောင်းချခြင်းကအထူးပဲတွင်ကျဲသွားတယ်။နောက်တော့ထန်းတို့တွေဆက်ပြီးဝယ်ခဲ့တယ်။မကြာမီမှာတော့ညာဦးကြောက်ပောင်ကားလမ်းမပေါက်လေရ။ကားလမ်းဘေးရှိ ထန်းတို့ကိုပင်ဝယ်ယူနိုင်လေတယ်။သူတို့ရွာကလေးမှာရှိတဲ့အဘရွှေပိုင်ဆိုင်ခဲ့တဲ့ထန်းတော်များအားလုံးလူလူကိုမောင်ပြုံးပိုင်ဆိုင်သွားတော့တယ် အဘရွှေလည်းမကြခင်မှာတေးဆုံးသွားခဲ့ပါတယ်။အဲ့ထန်းတော့မှပဲထန်းတဲ့ဆောက်လုပ်ထားတယ်။ကိုမောင်ပြုံးကထန်းရည်ဝတာအတိတ်ကရောင်းချတာမို့ထန်းရည်နဲ့လိုက်ဖက်တဲ့အရာများပါတွဲရောင်းနေ။ကိုမောင်ပြုံးတယောက်ဘာရောင်းရောင်းစီးွားဖြစ်ပြီးတော့အခုဆိုရင်ဆိုင်နဲ့ကနားနဲ့ဖြစ်နေပြီဖြစ်ပါတယ်။အစဉ်ပြေလာချင်းမှလည်းဂျီမြူတီလေးကြောင့်ဆိုတာကိုတထစ်ချတွေးထားတယ်။ဒါပေမဲ့အများစိတ်ဝင်စားမှဆိုတာကြောင့်အဲ့အမြူတီလေးကိုမပြောဆိုတော့ဘူး။တားနှစ်ယောက်ကမင်းရင်တောင်မှ ဘေးကင်းစေတဲ့အဆောင်လို့သာပြောပြဖြစ်တယ်။တစတစအစဉ်ပြေလာတဲ့အခါမှာတော့ဇနီးဖြစ်သူမဝိုင်းကိုတွားပြန်ခေါ်ပြီးတော့တားနှစ်ယောက်နဲ့အတူနေထိုင်နေ။ဒါပေမဲ့မဝိုင်းနဲ့မတက်ပဲအများနဲ့ရန်ဖြစ်နေလေရှိတယ်။သုံးနှစ်ခန့်ကြာတဲ့အခါမှာတော့မဝိုင်းဟာထန်းတဲကနေထွက်ပြေးသွားတော့တယ်။သူ့ထက်အသက်20ခန့်ငယ်တဲ့ထန်းချက်ဘူကအကောင်လေးနဲ့လိုက်သွားချင်းပါပဲ။မဝိုင်းထွက်ပြေးသွားတဲ့အခါမှာတော့ကိုမောင်ပြုံးဟာစူးစောင်းထားတဲ့ရွှေနဲ့ငွေများပါအတော်ပါသွားတယ်လို့ဆိုတယ်။ အခုဆိုကိုမောင်ပြုံးဆိုင်မှာစံကြီးဖြစ်သွားပြီ။ပကံညာဥကိုခီးထွက်လည်လာတဲ့သူတွေကကိုမောင်ပြုံးထန်းတော့ကိုလူတိုင်းဒီပါဝင်ရောက်ပြီးတော့ထမ်းရည်တောက်ကြတယ်။ထမ်းရည်စံကြီးအပြင်ထမ်းပင်များအောက်မှာလစ်စင်များထိုးထားတယ်။ထမ်းသားနဲ့ပြုတ်လုထားတဲ့တဲလေးများကိုလည်းအစီအီထိုးထားတယ်။ထမ်းရည်ကိုလည်းအများအကြိုက်။ထမ်းရည်ကြိုးချိုးပြင်းအမျိုးစုံလုပ်ရောင်းနေ။အဲ့ဒီအပြင်ထမ်းရည်နဲ့လိုက်ဖက်တဲ့ပဲလော်ဘူးသီးကျော်ကျဲကျော်ရှင့်ကျော်များမှာတွဲပြီးရောင်းချတဲ့အပြင် ထမ်းမထွက်တဲ့ထညက်အမျိုးမျိုးဇီးထညက်အုံထညက်များသောမကထမ်းအရဲ့ထမ်းခောက်ပါထမ်းလက်မှုပစ္စည်းမျိုးစုံကိုပါ တွဲဖက်ထုတ်လုပ်ရောင်းချနိုင်ပြီဖြစ်ပါတယ်။ကိုမောင်ပြုံးဆိုင်မှာအဲ့အနီးတဝိုက်မှာတော့လူလာများတဲ့ဆိုင်ဖြစ်သွားရ။နောက်ပိုင်းမှာတော့ထမ်းပစ္စည်းများသောမက စီစုံများဒေသအတွက်စားကြရများနဲ့လူသုံးဆောင်ပစ္စည်းများပါတွဲဖက်ရောင်းချသလိုထမ်းသားနဲ့ပြုလုပ်ထားတဲ့ပြိဘောကများကိုနိုင်ငံရဲ့ခြားသို့တင်ပို့နိုင်တဲ့အထိကိုဈေးကွက်ကြီးမားနေပြီဖြစ်ပါတယ်။ တရက်တော့ပကံတို့လာတဲ့ဖုန်ကြီးတစ်ပါးကိုကြီးညိုလာတာကြောင့်စွန့်ဆက်ကတ်တယ်။အဲ့ဦးစင်းကစွန့်ဖုန်ပြီးတဲ့အခါမှာတော့ကိုမောင်ပြုံလက်တကျင်းမှာရွှေနဲ့ကုတ်ကဝစ်ဆင်ထားတဲ့အနေရောင်ကြောက်ကလေးကိုစိတ်ဝင်စားသွားတယ်။ရွှေလက်စွပ်အကြီးကြီးဖြစ်ပြီးတော့လက်စွပ်မှာတက်ထားတဲ့ကြောက်ကလည်းတာမန်ကြောက်များတဲ့အနေငယ်ကြီးမှပြီးတော့ပြူးထွက်နေတယ်။တကားကြီးလက်ကဘာကြောက်တုံးကွ့။မမဖေ။ကြောက်မဟုတ်ပါဘူး။ကြီးတိုက်ကရတဲ့ကြီးမြူတီလေးပါဖေ။ဦးစင်းကကောင်းညင်ရင်နဲ့ ဒါနဲ့တခါကြီးမှဇနီးမယားရှိသလားအရင်ကတော့ရှိပါတယ်အခုတော့မရှိတော့ပါဘူးဖေ။ဦးစင်းကပြုံးလိုက်ပါတယ်သူရှိစဉ်တုန်းကမင်းတို့အမြဲရန်ဖြစ်နေရလားကိုမောင်ပြုံးခေါင်းညိတ်လိုက်တယ်အဲ့ဒါဟော့ဒီအမြူတီလေးကြောင့်ပဲတခါကြီးကြီးအမြူတီဆိုတာလလာပါတိတ်ထိမှစွန့်မိမယ်ပိုင်ဆိုင်ထားတဲ့သူဟာအိမ်တော်မမြတ်တက်ဘူးတခါကြီးအမဲတကြကြနဲ့ရန်ဖြစ်ပြီးတော့ကွဲကွာရတတ်တယ်လို့ဦးစင်းကြားမှုတယ် ကိုမောင်ပြုံအဲ့ဒီတော့မှပြန်လဲစဉ်းစားကြည့်တော့အမြူတီမရခင်ကမိဝိုင်းနဲ့သူကအလွန်ချစ်ခင်ကြပါမိ့အမြူတီရပြီးတဲ့ကအမြူတီအကြောင်းနဲ့ပတ်သက်ပြီးတော့ရန်စဖြစ်ခဲ့ရမှာအမဲရန်ဖြစ်နေတဲ့အထိပြောင်းလဲသွားခဲ့တယ်။နောက်ဆုံးတော့မောင်ဝိုင်းတယောက်အိမ်မဆင်းပြေးသွားတဲ့အထိဖြစ်ခဲ့ရတော့တယ်။တခါကြီးဒီပစ္စည်းကိုစက်ကင်ထားမယ်ဆိုရင်တော့မိမတွေနဲ့မပတ်သက်တာအကောင်းဆုံးဖြစ်မှာ။တင်မဖျားတပည့်တော်လည်းအသက်ရွယ်ရနေပြီဗျ။ ိမ်တော်ထပ်ပြဖို့မစင်းစားတော့ပါဘူးဖေ။အခုသားတွေလည်းပညာတွေတက်ပြီးတော့ဘိုးတွေရနေပါပြီ။အေးကွယ်ဒီလိုကမိယပစ္စည်းမျိုးဟာစွန်းတဲ့လောက်ထူးလဲထူးတယ်ကွ။အခုတော့ကိုမောင်ပြုံးတယောက်အကြောင်းစုံတည်သွားခဲ့ပြီ။ရှင်းလင်းသွားခဲ့ပြီဖြစ်ပါတယ်။မဝိုင်းကိုလည်းအပြစ်မမြင်တော့ဘူး။မဝိုင်းတည်င်းများကိုစုံစမ်းကြည့်တော့အောက်အညာဘက်မှာကလေးနှစ်ယောက်နဲ့ဒုက္ခရောက်နေတယ်ဆိုတဲ့အကြောင်းကိုသိလိုက်ရတဲ့အတွက်ငွေပေးပြီးတော့ကူညီပေးဖြစ်တယ်။ကိုမောင်ပြုံးဆန်ကြီးမှာတော့လူပြတ်တယ်ဆိုရင်မရှိ သူ့သားနှစ်ယောက်မှလည်းဘွဲ့ရပညာရများဖြစ်ပြီးတော့အကြီးကောင်ကပထဝီမေဂျာနဲ့ဘွဲ့ရကအငယ်ကောင်ကတော့အင်ဂျင်နီယာဘွဲ့ရထားတယ်လို့လူဦးစလုံးမှလည်းအိမ်တော်ရက်သားကြနေပြီဖြစ်ပါတယ်။သူ့လုပ်ငန်းများကိုပင်ဒါအကြီးကဦးစီးလုပ်ကင်နေပြီဖြစ်ပါတယ်။ကိုမောင်ပြုံးကသူ့လက်တကျယ်ကဂျီမြူတီလေးကိုအမြဲစိုက်ကြည့်နေတတ်တယ်။နောက်တော့ကိုမောင်ပြုံးကခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။သူလည်းအသက်ကြီးပြီဖြစ်ရာသူနဲ့ထိုက်ရွေ့ရခဲ့တဲ့ဂျီမြူတီလေးကိုအချိန်တန်ပြီဖြစ်တာကြောင့် သူ့နေရာမှာသူသွားထားပေးဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ဒါအကြီးနဲ့အငယ်မှာအိမ်တောင်ရက်တာကြနေရကြောင်းအဲ့အမြူတီလေးကြောင့်ဒါနှယောက်ရဲ့အိမ်တောင်ကြီးဟာအထီးခိုက်မခံခြင်းတော့ဘူး။ပြီးတော့ခိုင်မာတဲ့စီးပွားရေးတစ်ခုကိုလည်းဒါနှယောက်အားအမွေပေးနိုင်ခဲ့ုံသာမကပညာအမွေပါပေးနိုင်ခဲ့တာကြောင့်ကိုမောင်ပြုံးတယောက်ဟာသူ့ဘဝကိုသူကျေနပ်နိုင်ပြီဖြစ်ပါတယ်။စီးပွားရေးတစ်ခုအောင်မြင်သည့်ကြာရှုံးသည်ကိုကြိုးစားမှုနှင့်သာဆုံးဖြတ်စေခြင်းပြီးတော့လောကီကူညီမျိုးကိုမယူသင့်ဟုဆုံးဖြတ်လိုက်လေတယ်။ ။အင်းပေါ့လေ။တစ်ချိန်ကြာရင်တော့အားလုံးကခွဲခွာသွားကြရမှာမဟုတ်လား။ဒီလိုနဲ့တစ်နှစ်ခန့်ကြာပြီးတဲ့နောက်မှာတော့မိုးအကုံဆောင်းအကူတည့်မှာတော့ကိုမောင်ပြုံးတယောက်အိပ်ပျော်သွားရမှာပြန်လည်နိုးထမလာတော့ဘူး။ကိုမောင်ပြုံးသေဆုံးသွားတော့အသက်90ကျော်သာရှိနေသေးတယ်။ဒါပေမဲ့ထန်းတက်သမားဖြစ်ပြီးငယ်စဉ်ကပြင်းပန်းဆင်းရဲမှုများကြောင့်ရုပ်အတော်ကျနေတယ်။ဆရာဝန်များကတော့နှလုံးရောဂါဖောက်တယ်လို့ဆိုကြလေတယ်။ တားနှစ်ယောက်ကအဖေ့လောင်းကိုပွေ့ဖက်ပြီးတော့ငိုကျွေးနေကြတယ်။ဒါပေမဲ့ထူးဆန်းတာက ကိုမောင်ပြုံးရင်လက်တကျင်မှာအမြဲဝတ်ဆင်လေးရှိနေတဲ့ကြောက်အနီလေးတက်ထားတဲ့ရွှေလက်စုပ်ကလေးမရှိတော့ဘူး။ကိုမောင်ပြုံးမဲ့ဖျားငုတ်တူအနားမှာကြီးတိုက်အတွင်ကို ပြန်လဲထက်သွားခဲ့တာလား။သူ့လိုလိုပျောက်ဆုံးသွားတာလားဆိုတော့ဘသူမှသိမှာမဟုတ်ပါဘူး။အာပင်နာဆင်နေကြတဲ့ပရိသတ်များရှင်ဒီလိုစိတ်ဝင်စားခြင်းအဖျက်မှန်ဇလန်များကိုအမြဲတမ်းဆင်နိုင်မှုအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလှူထားပေးပါဦးရှင်။ဇာလန်အသစ်သစ်တွေတင်တိုင်းအမြဲတမ်းရှင်နိုင်ဖို့အတွက်ကိုလည်းဘေးနားကလူဒီခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့အတွက်မေတ္တာရက်ခံပါရစေရှင်။အားလုံးကို